ားလုံးပဲမင်္ဂလာပါအနော်ဟေးရဲ့ Facebook နဲ့ YouTube Channel တွေကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ည2နာရီခွဲချိန်မှာတော့ကျွန်တော်တို့တွေနှစ်ပတ်လောက်ပြောမယ်ဆိုရင်14ရက်လောက်စိတ်ရှည်ရှည်နေပေါ့နော်မလာသေးဘူးလား United ဘွဲကဘယ်နေ့လာမှာလဲ United ဘွဲလာမယ့်နေ့ကဘယ်နေ့လဲဆိုပြီးပြက်ကြိန်လေးကိုလက်ချိုးရေးပြီးစောင့်နေကြရတယ်ကျွန်တော်တို့တွေရဲ့ချလာသွားတော့ Manchester United နဲ့ Everton တို့ရဲ့ Premier League ပွဲစဉ်လေးရှိပါတယ် အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲကျူခမတ်သုံးသက်ချက်လောရမယ်ဆိုရင်လက်ရှိ Manchester United တီ Everton ကိုတလုံးတရေပေါင်းနေပါတယ်။ဂိုးပေါင်းကြီးနေနဲ့၃ဂိုးသွင်းရင်အပြည့်နိုင်ပေါ့နော်။ပြောမယ်ဆိုရင်အတီဂျေကတေချာအောင်သွားကြည့်လအောင်မယ်ခနာဆောင်တိုင်းလို့တော့ကြလွဲနေမှာဆိုလို့ဟုတ်တယ်တိုင်း၃ဂိုးသွင်းအောင်အပြည့်နိုင်ဖို့၃ဂိုးသွင်းရင်အဲပြာ80လောက်နိုင်မယ်ပေါ့နော်၃ကိုသွင်းပြာ80လောက်နိုင်မယ်ဂိုးပုံကြီးကတလုံးတည်တလုံးတည် တို့မဲ့ဆိုရင်အတ္တိဂျေကညာကကန်သွားခဲ့တဲ့အာဆင်နယ်နဲ့စပါရိုးရဲ့ပေါက်ကြီးနဲ့တော်တော်လေးနီးနီးဆက်ဆက်တူတယ်ပေါ့နော်ညာကအာဆင်နယ်အနေနဲ့စပါးကိုတလုံးတည်းရအစောပိုင်းကတော့တလုံး၁၀ပြားရှုံတလုံးပြား၂၀ရှုံပေါက်တယ်ဆိုပေမဲ့လေကန်ကန်ဒီမှာတလုံးတည်းပေါက်တယ်ဂိုးပေါင်းကြီးကအစောပိုင်းက၃လုံးပြား၈၀နိုင်၃လုံးပြား၉၀နိုင်ကန်ကန်ဒီကြတော့၂ကိုးသွင်း85ပြားပဲရှုံလောက်တယ်ဆိုတော့ဂျီလောက်ထိပေါက်တယ်၃ကိုးသွင်းအပြည့်နိုင်ချက်တောင်နည်းနည်းလေးပိုပြီးရော့သွားသေးရပေါ့နော်အဲ့တော့ ပြောမယ်ဆိုရင်အဲ့ဒီဂျေကအဲ့လောက်ကြီးထိ level မမျှပေမဲ့လေညာကအာဆင်နယ်အနေနဲ့စပါးကို4-1ဆိုတဲ့ရလင်းနဲ့နိုင်ခဲ့တယ်။ကိုရီအသင်းကောဒီကနေ့ညမှာအဲ့ဒီလိုဂျေနဲ့ပဲထွက်လာပေမဲ့လေနိုင်မမလားဆိုရင်တော့တိတ်တော့မတေချာပေမဲ့လေကျွန်တော်ကနိုင်ခြင်းနဲ့နိုင်တော့မှနည်းနည်းနိုင်ခြင်းတာမဟုတ်တော့တာကြီးတော်တော်လေးကိုနိုင်ခြင်းတာပေါ့နော်။ ဘာလို့လဲဆိုတော့လက်ရှိဒီတစ်ပတ်မှာကျွန်တော်တို့ရဲ့အပေါ်မှာဖြစ်နေခဲ့တဲ့လက်ရှိစပါလဲရှုံးလာတယ်ပြီးတော့လဘာဘူးလဲရှုံးလာတယ်အော်လဘာဘူးအောက်ကွာအဲ့ဆိုထည့်ပြောစရာမလိုပါဘူးနောက်ပြီးတော့ Manchester City လည်းရှုံးထားတယ်ဖြစ်တဲ့အတွက် Manchester United နေတဲ့ဒီကနေ့ညမှသာအနိုင်ရအောင်ယူနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်ရည်နဲ့20မှတ်ရမယ်။အပေါ်မှာရှိနေခဲ့တဲ့အဆင့်နှစ်က Chelsea နဲ့တောင်မှပဲနှစ်မှတ်ပဲกว่าမယ်။အဆင့်နှစ်နဲ့နှစ်မှတ်ပဲกว่าမှာနော်။ဒါအဆင့်တစ်ကတော်တော်ကြီးမှတော်တော်ကြီးခုချိန်ဒီစောင်းဝင်သေးတဲ့စင်ပြန်ကြီးအကြောင်းတော့ထည့်မပြောသေးပါဘူး။ အဲ့တော့ချက်စီးနဲ့နှမတ်ပဲကွာမယ်ဆိုတဲ့အနေအထားမှာ United အနေနဲ့ဒါဒီကနေ့ညပွဲစဉ်ကိုအနိုင်ရထားရင်တော့တော်တော်လေးကောင်းမယ်ဗျ။ဘာလို့လဲဆိုတော့ကိုရီးယားနောက်တစ်ပတ်ကျရင် Crystal Palace နဲ့တွေ့မယ်ဗျ။ဒါပေမဲ့ကျွန်တော်တို့အပေါ်မှာရှိနေခဲ့မဲ့ချက်စီးက Arsenal နဲ့တွေ့မယ် ာဆင်နယ်နဲ့တူရဲ့အနေထားမှာချက်စီးကနိုင်သွားခဲ့မယ်ဆိုရင်လည်းအာဆင်နယ်ကဒါအဆင်အဆင့်တက်မှရှိနေခဲ့တဲ့အပင်ကဒါဂိုးကအမှတ်ကွာခြားချက်ကလျော့သွားမှာပဲအဲ့လိုမှမဟုတ်ဘူးအာဆင်နယ်ကပဲဆက်နိုင်သွားမယ်ဟိတ်ဆိုနေကျွန်တော်အနေနဲ့အဆင့်နဲ့လက်ရှိသူ့နေရာကိုပေါ့နော်ကိုရီအနေနဲ့နေရာပြောင်းပြီးယူတာလည်းဖြစ်ချင်ရင်ဖြစ်လာနိုင်တယ်ဖြစ်တဲ့အတွက်အဲ့တော့ဒီကနေ့ညပွဲစဉ်နိုင်တိုင်းရင်နော် နောက်တစ်ပတ်မှာကျွန်တော်ကြီးလည်းအိမ်မတ်မတ်လို့ရတယ်အိမ်မတ်မတ်တာကတော့တစ်တည်းနှစ်တည်းတော့မဟုတ်ပါဘူးဘာပဲပြောပြောအ ਨੇ ဆုံးတော့ဒါအစင်တစ်နှစ်၃လေးတဲ့ကိုဒါဝိဆက်၃လောက်ဒါ73ဘတ်လောက်မြောက်ပြီဆိုတဲ့အချိန်ကြရင်เนาะညှော်လင်းလို့ရတယ်ပရီးမီးယားလိဂ်က38ပွဲဆိုတော့ညှော်ကျင်တယ်ညှော်လို့ရရပါတော့ အဲ့တော့ညောမှာလာမညောဘူးကလားဆိုတာတော့ဒီကနေ့ညပွဲစဉ်ကစပြီးစောင့်ကြည့်ရပါမယ်ဒီကနေ့ညပွဲစဉ်မှာကိုရီအမော်ရင်ဂျီနေနဲ့အရင်အရင်ပတ်တီကကျွန်တော်တို့ဒီနေ့ဒါလေးမှတ်တောင်ဆုံးရှုံးခဲ့ရတယ်။ Nottingham Forest ကိုတည်ကြီးကြတယ်စပါးကိုတည်ကြီးကြတယ်ပြီးတော့ဒီဘက်ကလေးမှတ်ဆုံးရှုံးခဲ့တယ်။အဲ့ဒီလေးမှတ်ဆုံးရှုံးခဲ့တဲ့အနေအထားကိုဒီကနေ့ညမှာဒါစပြီးတော့အမှတ်ပြန်ယူနိုင်မယ်နောက်ပွဲနောက်ပွဲတွေမှာဒါဒီဇင်ဘာပွဲချက်ကာလဆိုတာလေကိုရီအတွက်ပွဲသိမ့်ကျက်တယ်လို့တော့မမြင်နေတာမှာ United အနေနဲ့ဒီပွဲစဉ်နေတာနိုင်အောင်ကန်နိုင်ခဲ့မယ်ဆိုရင်နိုင်အောင်ကန်နိုင်ခဲ့မယ်ဆိုရင်တော်တော်လေးတော့မျောလင်းလို့ရပါဗျာအဲ့တော့လက်ရှိဒီကနေ့ညမှာဘသူတွေပေါ်ထွက်လာနိုင်ကြီးရှိလဲဆိုရင်ဂိုးသမားကတော့ကျွန်တော်တို့ရဲ့စန္ဒာလာမယ်ပဲပြီးတော့အနောက်မှာဒီလေးလူရှော့ကတော့လုံးဝအပိုင်ပဲဒီလေးနဲ့လူရှော့အပိုင်ပြီးတော့ဂျိုရိုပွဲထွက်လာလဲဖြစ်ချင်းဖြစ်မဲ့ဒါမှမဟုတ်ဟယ်ရီမကွာဟညာอืมကျွန်တော်ထင်ကတော့ယိုရိုပဲဖြစ်မှာလို့ထင်ပါတယ်အဲ့တော့ဒီလေးယိုရိုလူရှော့ပြီးတော့ဒီဘက်ချက်မှာအာမတ် ဒီဘက်ချက်မှာဒါလော့ဒါမှမဟုတ်ဒေါကူဒီအတွဲပဲဖြစ်လာပါလိမ့်မယ်အလယ်မှာကက်စမဲရိုဘရူနိုဖာနန်ဒက်တိုက်စစ်မှာကုညာကုညာကတချို့ပေတွေကကုညာကိုဒိုင်ယာနဲ့ရတယ်လို့တင်ကြတော့ကျွန်တော်လာမကြကိုဟင်းကုညာကဒိုင်ယာရနေရလားကုညာကပြန်ပါမှာလားဆိုတော့ကျွန်တော်ဖြေပါတယ်ငါ့ကိုတော့ တရားဝင်ဘယ်ပေးကတင်လုံးပေါ့နော်ကျွန်တော်တို့ရဲ့ Manchester United ကတင်ပါ Fabrizio Romano တို့ကျွန်တော်နောက်တဲ့ Orestein တို့ဘယ်သူတွေတင်လဲပေါ့နော်ဘယ်သူဘယ်သူဘယ်သူမှတင်လာတော့ကျွန်တော်အနေနဲ့မတွေ့ပါဘူးဒါပေမဲ့အဲ့ဒီသတင်းကိုဘယ်သူတင်လဲဆိုရင်တော့အိုက်ကူနာသူသွားမယ်ပွဲရပေါ့နော်အဲ့ဒီပါတီကသူတွေကတော့တင်နေကုညာအနေနဲ့ဒီပွဲစင်မှာလာမယ်လို့ပြောထားပေမဲ့လည်းအသေးစားတိုင်ရာကြောင့်မလာဖြစ်ဘူးလို့သူကတင်နေ အဲအဲ့ဒါကိုကျန်တဲ့ကျွန်တော်တို့ဒီဘောလုံးလောကတွေရပါတော့ဘောလုံးလောကတွေရတခြားပြည်တွေရတော့ဘယ်သူဘယ်သူမှတော့ confine လောက်ထားခြင်းဒါဟုတ်တယ်လို့ထောက်ခံထားခြင်းတော့မရှိဘူးဘာလို့မရှိလဲဆိုတော့ရှင်းရှင်းလေးပဲဗျာကိုညာအနေနဲ့တကယ်အသေးစားတန်ရာရနေလို့အဲ့ဒီပွဲစဉ်ကိုမသွားတာတစ်ချက် ဒါမှမဟုတ်ရင်မကြခင်ကျွန်တော်တို့အနေနဲ့ Everland နဲ့ကန်ရတော့မယ်အဲ့ဒီကန်ရတော့မယ်အနေဒါမှသူ့အနေနဲ့ပွဲလန်းသဘင်တက်နေလို့မှဒီပွဲမှာသူ့အနေနဲ့ရာကိုးတွေမရဘူးဒါဂိုးဖန်တီးမှုတွေမလုံးနိုင်မယ်နဲ့နည်းနည်းလေးဘယ်လိုပြောမလဲရာလက်သူ့ရဲ့ဒီ rating မိုင်းကတိတ်မကောင်းမင်းနဲ့ပေါ့နော်အဲ့လိုဖြစ်သွားမယ်ဆိုရင်သူ့အနေနဲ့ဒါ pressure ပြီးပို့ပြီးမဟာဒီကောင်ကအသေးပွဲစဉ်ရှိနေတော့မှဒီလိုမျိုးသွားရလားဘာဖြစ်လဲညာဖြစ်တဲ့စီအပြောခံမှာဆိုတဲ့အတွက်ဒါတိုင်းကအကြောင်းပြပြီးရှောင်းတာကျွန်တော်ကတော့အဲ့လိုမျိုးပဲဖြစ်မယ်လို့ထင်တယ်ပေါ့နော်အဲ့ထင်တဲ့အတိုင်းပါပဲ ကျွန်တော်တို့ကုညာအနေနဲ့မနက်က training မှာတော့သူ့ကိုပြန်တွေ့ရတယ်တွေ့ရတယ်ဖြစ်တဲ့အတွက်ပြောမယ်ဆိုရင်ဒါဒီကနေ့ညပွဲစဉ်မှာကုညာပြန်ပါလာမယ်လို့ယူဆတာပဲကုညာအန်ဘုံမိုးပြီးတော့တိုက်စစ်မှာမေစင်မောက်ဒီတိုက်စစ်ကဒီ၃ယောက်ကတော့ကုညာထိရောက်မယ်ဆိုရင်မေစင်မောက်နောက်ရောက်မှာဗျာအန်ဘုံမိုးထိရောက်မယ်ဆိုရင်ဒါကုညာနောက်ပြန်ရောက်မယ်ဒီပုံစံတိုင်းပဲဖြစ်မှာပဲဒီ၃ယောက်နေရတော့ပွဲထွက်လာဖို့ကတော့တေးကြတယ်အော်ဘာလို့ပဲဖြစ်ဖြစ်ပါမန်ချက်စတာယူနိုက်တက်နဲ့ဒီကနေ့ညမှာကျွန်တော်အနေနဲ့အေဗာတန်ကိုနိုင်ကျင်တယ်ပြီးတော့ငါးခုလို့ကိုပြောစရာတခုရှိသေးတယ် ။ဘာလဲဆိုတော့ဒီမှာကျဲတိုင်းလို့ငါမျက်လုံးလေးကိုငါမျက်လုံးလေးကိုမဲတဲနေရ။ဘာလို့မဲတဲနေရသီးလား။ဘာလို့မဲတဲနေဆိုတော့ကျွန်တော်မနေ့ကမနက်9နာရီလောခဲ့နိုင်ပေါ့နော်။ကျွန်တော်အခုချိန်ထိကောင်းကောင်းကင်မအေ့ရသေးတယ်။ဘာလို့မရလေဆိုတော့ကျွန်တော်ဒီအခုနိုင်ငံတကာပွဲစဉ်တွေကမရှိဘူးဟာငါအတင်းပွဲရလေအာအင်္ဂါနေ့မှကံပါပေါ့နော်အင်္ဂါနေ့မှကံ25ရက်နေ့မှကံပါဆိုပြီးကျွန်တော်20ရက်နေ့လောက်ကရန်ကုန်တက်သွားရန်ကုန်တက်သွားပြီးတော့ဘောလုံးဂျာစီတောင်းဝယ်တာရတယ်ဒါကြီးတို့ ောက်ကြာထုတ်လိုက်နော်ဒါဒီဘက်ပြီးမှခြားထားတဲ့ဟာရရှိသေးတယ်ဒီမှာကိုဒီဂျာစီတွေဒါဒါကျွန်တော်တို့ဝယ်လာတဲ့ဂျာစီပေါ့နော်ကျွန်တော်တို့ဝယ်လာတဲ့ဂျာစီတွေဒါဒီဂျာစီတွေဝယ်နေရင်ကျွန်တော်ဘာတွေ့လာလဲဆိုတော့ကျွန်တော်အဲ့ဆိုင်မှာဒါကြီးတွေ့လာငါ့ကိုယေသနာတိုက်ကြီးတွေ့လာဆိုပဲယေသနာတိုက်ကြီးတွေ့လာဆိုပဲကျွန်တော်ဒါကြီးတွေ့လာဒါကြီးများတစ်ထည့်နဲ့ထည့်တော့မဟုတ်တာကြီးမှတ်ရဒါကြီးများတစ်ထည့်နဲ့ထည့်တော့မဟုတ်ဟမ်နင်းစီနင်းစီ နှင်းစီတွေကိုတစ်ထဲနှစ်ထဲတောင်တွေ့လာမဟုတ်တိုင်းနှင်းစီတွေကိုအထဲတွေအများကြီးတွေ့လာအများကြီးတွေ့လာတယ်ကျွန်တော်လည်းကြာတယ်လို့တော့ဝယ်လာတော့လောကဂေဝေးပေးဖို့ဂျာစီတော့ဝယ်မယ်ဆိုတဲ့အစီအစဉ်မပါဘူးတော့ဝယ်လာတော့ကို့အတွက်ဂျာစီတော့ဝယ်လာတော့ဝယ်နေနှင်းစီတွေတွေ့ရတယ်ကျုပ်တဲ့တားကြီးအစည်းလိုက်ကြီးဆွဲလာလိုက်တယ်အစည်းလိုက်ကြီးဆွဲလာလိုက်တော့ဘလောက်ပါလဲဆိုတော့အထက်20နော်လက်ရှိနှင်းစီနှင်းစီတွေကျွန်တော်ရှိမှာချက်တိုင်းလိုက်တဲ့ဂျာစီအထက်20ပါတယ်အဲ့တော့အထက်20ပါတော့ကိုကအမှန်တိုင်းပြောရမယ်ဆိုရင်တော့ နောက်နေ့ပေါ့နော်ပွဲပြမယ်နေ့ကြမှာပြန်လာမှုအခုတော့ပြန်လာဟုတ်သားလေးကိုချက်ချင်းပြန်မယ်လို့အားချင်းပြန်မယ်ဂျာစီရရဆိုအားချင်းပြန်မယ်ဆိုပြီးတော့အဲ့ဒါမနေ့ကမနက်ကကားနဲ့ပေါ့နော်ကျွန်တော်ကားစီးလာကားစီးလာပြီးတော့မနက်ကမနက်ကားနဲ့ပြန်ပြီးတော့ညနေကျတော့ကျွန်တော်ဒီကျွန်တော်အိမ်ကိုပြန်ရောက်တယ်အိမ်ကိုပြန်ရောက်ပြီးတော့ခုနအာကြီးနဲ့စပါးနဲ့ပွဲပြတယ်စပါးနဲ့ပွဲပြပြီးတော့ဒါပြပြီးပြီးချင်းပဲအတန်တန်းသွင်းတာဒါပြီးအိမ်မှာဒါပြီးအိမ်မှာမနေ့က9နိုင်လောက်ခဲ့တယ်လမ်းမှာဒါခဏလေးပဲအိတ်လိုက်ရတယ်ပေါ့နော်ခဏလေးပဲအိတ်လိုက်ရတယ် အခုဒါဒါပြင်ပြအိမ်ပါအိမ်ပါဆိုတော့မနေ့ကျရင်ဗီဒီယိုကတည်ပြီးမနေ့ခွန်နိုင်ကြရင်ထပြီး share ပြင်လဲ share ပြင်မယ် share ပြင်ချင်မှလဲ share ပြင်မယ်အိမ်ပြောနေလို့မ share မိရလဲပြင်ရင်ပြင်မယ်ကွာเนาะတကယ်လို့မကိုရင်မ share ရသေးဆိုရင်မင်းတို့လည်းငါ့ကို wifi share ပေးကြเนาะဘာလို့ဆိုတော့ဒီမှာငါမင်းတို့ gateway ပေးဖို့နှင်းစီအစီးလိုက်သွားဝယ်လာเนาะနှင်းစီတွေအစီးလိုက်တော့သွားဝယ်လာတယ်လက်သေးဘူးတော့နှင်းစီကြားစီအထက်20ရောက်ပြီး အထင်နဲ့စင်ရောက်ပြီဆိုတော့ဘယ်နေ့မဲဖောက်မှာလဲဆိုတော့တာယူရေလောဆယ်စဉ်းစားနေရတော့ဒီကနေ့ညပွဲစီကတော့မဲဖောက်လို့မကောင်းသေးဘူးဗျာဘာလို့မကောင်းသေးဘူးလဲဆိုတော့ Everton ငိုကဒါနိုင်မို့တော့ရာဂိုင်တို့များနေပြီဆိုတော့ခဏထားလိုက်အောင်မယ်နော် Everton နိုင်ပြီကိုရီကဒါ၂၁မှတ်လောက်ရပြီအပွားဟာကိုလည်းနည်းလေးမျောလင်းလို့ရပြီဆိုရဲနေထားကြရင်နောက်တစ်ပတ် Quest Step Bailey နဲ့ပွဲစီကြ Quest Step Bailey ကိုနိုင်ခဲ့မယ်ဆိုရင် Jersey အထည်20 Jersey အထည်40လို့ပါတော့မဟုတ်လားတခြားတင်းလေးတွေကနည်းနည်းရက်လက်လေးရင်းရိုင်းပါရင်ပိုတော့များပါအောင်မယ် အဲ့တော့နေကနေကြည့်လိုက်အောင်ငါတို့နောက်တစ်ဖက်ကငါတို့ကဝီးဘယ်လောက်မှကန်မှာ round တစ်ထင်းမှာအဲငါတို့ကစနေတက်နောက်ကြမယ်ကွာစနေတက်နောက်ကြမယ်ဆိုတော့စနေတက်နောက်ကြမယ်ဆိုတော့ငါတို့အရှိမအရင်ကန်မှာဘယ်သူကန်မှာမန်ချက်စတာစီးတီးကန်ရမယ်ဆပ်ပါကန်ရမယ်နယူကစေကန်ရမယ်ငါတို့အရှိရနေပေါ့နော်အိုက်ကောင်ဒီကန်ရမယ်အိုက်ကောင်ဒီကန်ရမှာငါတို့နောက်မှကျတော့လဘာဘူးနဲ့ ချက်စီးနဲ့အာဆင်နဲ့နဲ့ကြံမှာအတော့ဟိုရှိရကောင်နေရှုံးထားတာဘာညာလဲဆိုရင်ကိုကဒါနည်းနည်းလေးဒီဝဲစရာမျိုးလေးလို့ရပါဘောနော်ကိုရီပေါ်မှာကဘီလာရှိမယ်ပဲလီဘရိုက်တန်ဆန်တာလန်တို့ရှိမယ်အတော့ကိုရီးယားအဆင့်နှစ်တို့သုံးတို့လေးတို့ပေါ့နော်ဒါချန်ပီယံလေးဝင်ခွင့်တနေရာကိုမျှော်လင့်လို့ရတယ်ဖြစ်ဆိုရင်ဒါအထက်20ဒါလောလောဆယ်လက်ထက်20ရှိပြီနောက်ထပ်20လောက်ကဇန်ထပ်မှာပါပေါ့ဒါကြီးอ่ะเนาะအဲ့လိုမျိုးမဲဖောက်တာဖြစ်စင်းဖြစ်မယ်အဲ့တော့မကြခင် မဖောက်ပေးဖို့ရှိပါတယ်နော်ဒါကတော့ဒီဗီဒီယိုထဲမှာဒါလမ်းကြုံပြောရပါတော့နော်ညာလုံးလေဒီမှာဒီမှာတကယ်ကြည့်အောင်သားယူဘယ်လိုနောက်ပြောရမလို့နော်မနေ့ကမနေ့9နာရီလိုခဲ့နိုင်ဒါကြီးကားစီးကလမ်းပေါ်ကားပေါ်မှာခဏပဲအိတ်လိုက်ခဏပဲအိတ်ပြီးနောက်လမ်းတစ်လျှောက်လိုအိတ်မရလို့မအိတ်ပဲနဲ့ဒါချက်ချင်းအတန်တွေအခုသင်သွင်းပြီးပေါ်မှာအိတ်ရမှာပဲနော်အဲ့တော့မနေ့ကျရင်ငါဗီဒီယိုမရှင်းရသေးငါမရှင်းရသေးငါဝိုင်းပြီးတော့ရှင်းပေးကြအောင်နော်ပြီးတော့ဒီကနေ့ည9နာရီခွဲကြရင် ပြန်လည်ဆွေးထုတ်ပြပါမယ်။ဘလို့ဖြစ်နာလာနိုင်လဲဆိုရင်တော့ကျွန်တော်ကတော့ United နိုင်မယ်လို့ပဲထင်တယ်ဗျာ။ပေါ့ဂျီယာကလည်းအာဆင်နယ်နဲ့စပါးနဲ့ဝဲလို့ပြောမယ်ဆိုရင်တော့ကိုကတော့ပြောမယ်ဆိုရင်တော့အာဆင်နယ်လောက်တော့ရတန်မမိသေးဘူးဆိုပေမဲ့ပေါ့ဂျီယာကတော့အာဆင်နယ်နဲ့စပါးလို့ပဲဆိုရင်တော့မစိုးဘူး။ဒါအများကြီးညှော်လင်းလို့ရတယ်။ဘာမှမစိုးဖြစ်သွားနိုင်တဲ့ဘာကလေးပရီးမီးယားလိမှာကိုရီလည်းနိုင်သွားမယ်ဟိစေ21မှတ်အပေါ်မှာရှိနေခဲ့တဲ့အဆင့်နှစ်ကလည်းနှစ်မှတ်ပဲကွာမယ်။နောက်တစ်ပတ်ကျရင်အဆင့်နှစ်နဲ့အဆင့်တင်းနဲ့ထိတ်ထိတ်ပြန်တွေ့မယ်။ တွေ့ရချိန်ကျရင်ချက်စီးကနိုင်သွားခဲ့မယ်ဟိဆိုရင်အစင်တစ်ကကောင်းတဲ့အမှတ်ကတ်သွားမယ်အဲဒါမှမဟုတ်ရင်အဲအစင်တစ်ကကောင်းနိုင်သွားမယ်ဆိုရင်ကိုရီးယားချက်စီးကိုပြန်ပြီးကျော်သွားမယ်24မှတ်နဲ့အေးဘာမစိုးဖြစ်သွားနိုင်တဲ့ဘာကလေးပရီးမီးယားလိမှာဘာမစိုးလည်းဖြစ်သွားနိုင်တာဟုတ်တယ်မလားအခုမှဝေးရ73ပဲရှိတာ73မဟုတ်72ပဲရှိတရား72ပဲရှိတရားဆိုတော့တရားဒီမှာ38ပွဲရှိတယ်အခုမှ72ပွဲခံထားတယ်နောက်မှဘလောက်ကျန်သေးလဲ20နဲ့မှ6ပွဲကျန်သေးတယ် 26ပဲကျန်သေး26ပဲဆိုတာဘာမှမစိုးဖြစ်သွားနိုင်ဟုတ်တယ်မလားဒါလဘဘူးလိုမျိုးပဲဇက်တိုက်တွေပေါ့နော်9ပွဲကံပြီး6ပွဲရှုံးတာကြီးလည်းဖြစ်ချင်ဖြစ်လာနိုင်တယ်အာဆင်နယ်လိုမျိုးပဲဒါ9ပွဲကံပြီး6ပွဲလောက်နိုင်တာလည်းဖြစ်ချင်ဖြစ်လာနိုင်ဟုတ်လားဘာမှမစိုးဖြစ်သွားနိုင်တဲ့ပါကလီပရီးမီးယားလိမ့်မှာဘာမှမစိုးဖြစ်သွားနိုင်တာပဲအဲ့တော့အလုံးမဒီကနေ့ည2နာရီခွဲချရင်ပြန်လဲဆုံးတွေ့ပါမယ် See you bye.